်ဟယ်လိုအားလုံးမင်္ဂလာပါကိုတေးဖူဖော်ချန်နယ်အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကဲကျွန်တော်ဒီနေ့ပွဲတွေတော့အများကြီးရှိပါတယ်ဒါပေမဲ့ကျွန်တော်ဗီဒီယိုတစ်ပိုင်းပဲလုပ်ပေးပါမယ်မန်ယူပွဲစဉ်ကတော့ကျွန်တော်မနေ့ကတောက်ကြံညကလေးကတင်ပေးထားပါတယ်ခင်ဗျာအော်ဒီဗီဒီယိုဖိုင်ကတော့ပြီးမြားလီပွဲစဉ်တွေဂျန်တဲ့ပွဲစဉ်တွေအကုန်လုံးကိုတုံးသက်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒါခီးတစ်ခုသွားနေရဖြစ်တဲ့အတွက်အတန်ပိုင်းနဲ့ပတ်သက်လို့နည်းနည်းလေးတော့ဒါအားနည်းချက်ဒါစုညံတာလေးနည်းနည်းကောင်းနည်းပါးပါးရှိကောင်းရှိပါလိမ့်မယ် တော့အဲကြောင့်မလို့ကျွန်တော်ဗီဒီယိုတစ်ဖိုင်လေးလုပ်ပေးတာပါနော်ကျန်တာတွေကတော့ညနေကြမှာပဲ Telegram Channel နဲ့ Viber Channel မှာအားလုံးပြန်လည်တွေ့ဆုံကြပါမယ်အဲ့တော့ Channel မ join ရတဲ့ညီကိုရှိရင်တော့ဒါဗီဒီယိုရဲ့ comment မှာ description မှာကျွန်တော် link လေးချပေးထားပါတယ်အဲ့ဒါနဲ့တစ်ဆင့် join ပြီးတော့ဒါကိုကြိုက်တဲ့ဒါ feed ပဲဖြစ်ဖြစ်မောင်းပဲဖြစ်ဖြစ် wine ပဲကုတ်ပဲဖြစ်ဖြစ်ကြိုက်တာကိုယူဆလို့ရပါတယ်နော်အဲ့တော့ကျွန်တော်ပွဲတွေကိုစပြောကြရအောင်ဒီနေ့ပညာလေးက total ကျွန်တော်၅ပွဲကံပဲပေါ့နော်၅ပွဲမှာတော့ဒါ Man United Spa ကတော့အစောဆုံး9နိုင်မှာကံပဲအဲ့ပွဲကတော့ကျွန်တော်ရွေးချယ်ပြီးပြီး ဒါပေမဲ့ကျွန်တော်ကြေးပြောင်းလေးဆက်ပြောပေးမယ်ကျွန်တော်ဗီဒီယိုရိုက်တဲ့အချိန်က body ကြေးတန်းဒေဒေပဲပေါက်ထားတယ်လက်ရှိမှာ man ရက် level 20ရှုံးပေါက်နေတယ်ကိုပေါင်းကြေး 3D ပေါက်ပြီးမှလက်ရှိမှာ3လုံး35ပြားနိုင်တော့ဖြစ်နေရပါတော့ကိုပေါင်းကြေးလေးနည်းနည်းပျော့လာတယ် body ကတော့ main ဘက်ကနည်းနည်းလေးပြား20လောက်ရဲတင်းတင်းတော့ပြေးလာတော့တွေ့ရတယ်ပေါ့နော်အဲ့တော့ channel ပွဲတွေပဲကျွန်တော်ပြောပါမယ် channel တော့ main ပွဲတော့ကျွန်တော် share ဗီဒီယိုမှာသွားကြည့်လိုက်ပါနော်အော်ပထမဆုံး Everton နဲ့ Fulham ကျွန်တော်၉ကွဲမှာစကံမယ်ဖြစ်ပါတယ်။ Everton က level ကို၄၀ရှုံး နှလုံးကို40ရှုံးပောက်ပါတယ်။အော် level 40ရှုံးနှလုံး40ရှုံးပေါ့နော်။လက်ရှိ Everton က current form ကြည့်မယ်ဆိုတော့တုံးဆုံး၃ပွဲဆက်ဒါနိုင်ပွဲကြီးပျောက်ထားတယ်။၂ပွဲရှုံးနေတပွဲတည်ကြရဲ့။အစစ်မှာဆိုရင်15မှာယက်တီအဲ14မှာယက်တီနေရဲ့ Fulham ကတော့15မှာအပေါ်အောင်လေးယက်တီနေနဲ့တင်တွေ့ဆုံမှုပေါ့နော်။အော်ဖူဟန်ကလည်းလက်ရှိမှာအရင်ကြီးကျွန်တော်တို့ယာဒီဆာကတော့မဆိုးဘူးဆိုပေမဲ့နောက်ပိုင်းမှာတော်တော်လေးတိုင်ပက်သွားတဲ့အထက်မှာပါတယ်သူနောက်ဆုံးပွဲစဉ်မှာဝူဘာဟန်တန်ကိုပဲသူ့နိုင်ဝူဘာဟန်တန်ကိုနိုင်တာဆိုတော့ကလည်း ဒါဝါဟန်တန်ကလည်းတောင်းဟိုတော်တော်လေးခြေရွံ့ညံ့နေအတင်ဖြစ်နေပေါ့နော်။အော်လက်ရှိမှာအေဗာတန်ကလည်းဒါနိုင်ပွဲပြန်ပြီးလိုအပ်နေပြီ။ဖူဟန်ကလည်းနိုင်ပွဲပြန်ပြီးတော့လိုအပ်နေအနေထားမှာ။ဒါအင်ရှင်အာတာချက်လည်းရှိရဲ။ဂျေးလည်းပေးထားတယ်ဆိုတော့ကျွန်တော်အေဗာတန်ဘော်ဒီလေးကတော့မဆိုးဘူးပေါ့နော်။ဒါမဲ့ဒီပွဲကဂိုးပေါင်းကိုကျွန်တော်ကြည့်မယ်ဆိုရင်အရင်ကြီးဂိုးမြူးမဲ့ထဲတော့မပါတော့ဘူးလို့ယူဆတယ်။ကျွန်တော်တော့ဒီပွဲမှာကိုပေါင်းအောက်လေးကိုကြိုက်တယ်เนาะအဲကိုပေါင်းအောက်လေးရေကျွန်တော်ဒီ Everton body လေးရေကိုကျွန်တော်ကြိုက်တယ် အဘာဒန်အနေနဲ့ဒီဒီတဲ့ပို့ပြီးတော့ level 60 50 60ပေါ့နော် iCloud ပေးမယ်ဆိုတော့ပို့ပြီးတော့ကောင်းနေပေါ့နော်အဲဒါမဲ့ level 3 40ကလည်းလက်ခံပေးလို့ရတယ်တရားမှကြည့်မယ်ဆိုတော့အပေါ်ရက်တည်နေတာဖြစ်တဲ့အတွက်ဒါလက်ခံပေးလို့ရတယ်ဖဲဖြစ်တယ်လို့ပြောလို့ရပါတယ်အဲ့တော့ဒီဘက်မှာကျွန်တော် Everton နဲ့ကိုပေါင်းအောက်လေးကိုပဲဒါရွေးချယ်ပေးကြပါတယ်နောက်တော့ပွဲက West Ham နဲ့ Burnley West Ham နေနဲ့ဒါတစ်လုံးကို90နိုင်နှလုံးကို80ရှုံးပေးတာပဲပေါ့နော်အဲဒီပေါက်ကြီးနေသားကတော့ အဲအောက်တစ်ချောင်းဝင်နိုင်တဲ့ပေါက်ကြီးပေါ့နော်ဝမ်ပလက်နဲ့ဒီနှလုံးအပြည့်နိုင်အဲ sorry သုံးလုံးအပြည့်နိုင်နှလုံးအပြည့်ရှုံးနီးပါးဖွင့်တာဆိုတော့အောက်ကြီးတစ်ပေါက်လောက်ဝင်နိုင်တဲ့ထိုးခဲ့ပဲအကြီးဟောပေါ့နော်ကြည်တန်းတည့်ရဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ဝက်ဆန်ဒီနောက်ဆုံးပွဲစဉ်မှာ Newcastle ကို3-1နဲ့သူနိုင်ထားတယ်နူနိုဆန်လို့လက်ထက်ပထမဆုံးနိုင်ပွဲလေးဖြစ်တယ်အင်ဂွင်းနိုင်ပွဲလေးဖြစ်တယ်အော်ဒီနေ့မှလည်းအင်ဂွင်းမှာသူတို့ထက်ကန်ရမယ့်အနေအထားမှာ ဒါဟုံးလူဟုံးကန်ရမယ်ဘက်တူဘက်နိုင်ပွဲရမလားဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်အနေထားပေါ့နော်ဘန်လီကတော့နောက်ဆုံးပွဲစဉ်မှာတို့အာဆင်နယ်ကိုတို့ရှုံးထားတယ်အဲ့တော့ဒီပွဲမှာတော့ကျွန်တော်ကဒီဝက်ဟမ်နေနဲ့ပေါ့နော်ထပ်ပြီးတော့ပဲနိုင်ပွဲပြန်ပြီးတော့ရအောင်ကြိုးစားသွားလိမ့်မယ်ကျွန်တော်ယုံကြည်ရဲဘာကြောင့်လဲအဆင့်18မှာရက်တည်နေဗျာတန်လင်းလုံးနဲ့မှာရက်တည်နေတာဆိုတော့အပေါ်ကဘန်လီက18မှာတူးထက်၃မှတ်တာတယ်ပေါ့နော်ဒီနေ့မှာဝက်ဟမ်နေနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ ဒီဘန်လီရဲ့အပေါ်ကိုရောက်ကောင်ရောင်းကောင်ရောက်နိုင်တယ်ဒါပေမဲ့ကျွန်တော် go different တော့ကြည်ရမယ်ပေါ့နော်။အော်ဒီပွဲမှာကျွန်တော်ဝက်ဆန်ကိုပဲကြိုက်တယ်ဘန်လီလိုအသင်းမျိုးသူတို့အင်ကွင်းမှာတန်းတဲ့အသင်းကိုနိုင်အောင်တော့ကန်တင်တယ်လို့လည်းကျွန်တော်ယူဆတယ်ပေါ့နော်။ဒါပေမဲ့ထူသားပြုံမော်တော့နည်းနည်းစိုးရင်ရတယ်။ဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့ဘက်ကနျူကာဆယ်သူတို့နိုင်ထားတာဖြစ်တဲ့အတွက်ထူသားပြုံသွားခဲ့မယ်ဆိုတော့နည်းနည်းလေးတော့အန်တီအများတည်ကြရင်ကျွန်တော်အပြည့်နီးပါအပြည့်ဆုံးရှုံးပါဆိုတော့အန်တီရောတစ်ချက်ရှိရပေါ့နော်။ ကျွန်တော်ဝက်ဆန်းပဲကြိုက်တယ်ဝက်ဆန်းနေအင်ကွင်းမှာဒါအောက်ကနေအပေါ်ကဲ့ရဲ့အတင်းကိုဒါရဲတင်းတင်းတလုံးအပြည့်နိုင်ပြည့်ရတေးကြရပြည့်ရှုံးမဲ့ level 50ရှုံးလည်းမပေါ်ဘူး level 80ရှုံးလည်းမဟုတ်ဘူးဆိုတဲ့အနေထားမှာတလုံးရှူးမှအပြည့်နိုင်မယ်ဆိုတဲ့နေရာကျွန်တော်ဝက်ဆန်း body ကြိုက်တယ်ဂိုးပေါင်းကတော့ဟိုဝက်ဆန်းနေလက်ရှိမှာတော့ဒါပြီးခဲ့တဲ့တပတ်မှာဂိုးတွေတွင်းထင်းတွင်းနေအနေထားမှာနောက်ပိုင်းပွဲစဉ်တွေမှာလည်းဂိုးတွေရတယ်တော့တောက်လျှောက်ပေးရတဲ့အနေထားမှာဂိုးပေါင်းက boarding school yes ဖြစ်နိုင်ကြတော့များတယ် ဒါပေမဲ့ဘော်ဒီခြေတန်းကိုပေါင်းခြေတန်းအနေထားအရကအောက်တစ်ချောင်းဝန်ထမ်းကြီးရှိရတော့ကိုပေါင်းကိုတော့ကျွန်တော်လက်ဆောင်ခြင်းနဲ့ပုံမှန်ခြေကိုမကြည့်ပဲပြောရမယ်ဆိုတော့ဒီဘွဲကကိုပေါင်းအပေါ်တက်နိုင်ရည်များဗန်လီလည်းယုံရမှာပဲเนาะတန်းသိလုံနဲ့ကန့်နေရဖြစ်တယ်ဗန်လီလည်းယုံမယ်လို့တကူရသွားနိုင်တယ်ဝက်ဆန်းကလည်းနောက်တန်းလက်ရှိမှာမကောင်းသေးတဲ့အနေထားမှာဂိုးလေးပြေးနေရအနေထားမှာဂိုးပြေးရနိုင်ခြင်းများတဲ့အတွက်ကိုပေါင်းအပေါ်လေးကတက်နာနိုင်ခြင်းရှိရဒါပေမဲ့ကိုပေါင်းကြီးကိုကျွန်တော်အရင်အားရရမရှိရအောင်ကြောင့်ကိုပေါင်းကိုလက်ဆောင်ခြင်းနဲ့ကျွန်တော်ဝက်ဆန်းဘော်ဒီကြောင်းမဲ့ကြိုက်ပါတယ်เนาะ နောက်တစ်ပွဲတော့ Sunderland နဲ့ Arsenal 12နိုင်မှာကံမှာဖြစ်ပါတယ် Arsenal တလုံးကို20ရှုံးနှလုံးကို50ရှုံးပြီးထားပါတယ်အဲ့တော့ကျွန်တော်ဒီနေ့မှာ Arsenal အနေနဲ့ဒါပီကိုမရှိဒါဆန်ချင်းကိုဆက်ပြီးတော့ထိန်းနိုင်မလားကျွန်တော်စောင့်ကြည့်ရမယ်ပေါ့နော်လက်ရှိမှာ Arsenal ကန်ရဲ့ flow ကတော်တော်လေးကောင်းနေဗျသူပဲ goal တွင်းနေသူ့ကိုလုံးဝ goal မတွင်းနိုင်ဘူးဆိုတဲ့အနေထားဘယ်နှပွဲလောက်ရှိပြီလဲဆိုရင်ကျွန်တော်တို့2 4 6 7ပွဲ7ပွဲနီးပါးလောက်ရှိပြီเนาะ တော့ဒီအနေနဲ့မှာကျွန်တော်တို့ဒီနေ့မှာလဲဆန်ဒါလန်အင်ကွင်းမှာကဲမှာဆန်ဒါလန်ကအင်ကွင်းဆိုရင်ကောင်းနေကျွန်တော်ပြီးခဲ့တဲ့တပတ်ဆန်ဒါလန်နဲ့အေဗာဒန်ကတော့ကျွန်တော်အေဗာဒန်ကိုရေးပေးခဲ့တယ်အဲတော့ကညီကိုတယောက်ကကိုမမလာမန်းတယ်ဆန်ဒါလန်ဒီတပတ်အင်ဒီအာဆင်နယ်နဲ့ကဲမှာဆိုအာဆင်နယ်ကိုသူရှုံးမယ်ပေါ့နော်အဲတော့အေဗာဒန်ကိုတော့နိုင်လောက်တယ်ဆိုမှကျွန်တော်ဒါကိုမမလာမန်းဒါပေမဲ့ကျွန်တော်ကပြန်ပြောခဲ့တာပါလဲဆိုတော့ဆန်ဒါလန်ကအေဗာဒန်ကိုနိုင်မယ်ဆိုရင်သူကြီးပေးရမယ်အပေါ်ကအတင်းလဲဖြစ်တယ်အင်ကွင်းမှာလဲဖြစ်နေဘာလို့ကြီးမပေးတာလဲပေါ့နော် အဘာနဲ့ဝေကွင်းကြီးလာပြီးရစစလန်းနိုင်ဖို့မဖြစ်နိုင်အောင်လုံးသိရပြီလို့ကျွန်တော်ပြောခဲ့တယ်တကယ်ကန်တော့လဲဝမ်းဝမ်းပဲဖြစ်သွားတယ်နော်အော်ဒီနေ့မှာတော့စန္ဒလန်းရှုံးနိုင်တယ်ရှုံးနိုင်တယ်ဆိုတော့ဖလိုးရကလည်းမိနေရဗျာဟိုရှေ့မှာသူတောက်လျှောက်နိုင်တယ်နိုင်ပြီးတော့နောက်ဆုံးပွဲမှာအဘာတောင်တည်ကြပြီလို့ရှင်သူရှုံးပွဲတွေ့နိုင်အင်ကွင်းတော့ဖြစ်နေတယ်ဆိုပေမဲ့ဟိုကြီးတော့အောင်းနိုင်တယ်ရှုံးနေဆိုရလက်တော့ရှုံးနိုင်တယ်2 1လို့1 0လို့ဒီလို reset တွေနဲ့သူတို့ရှုံးသွားနိုင်တယ်အာဆင်နယ်နေနဲ့အာဆင်နယ်နေနဲ့တစ်ဖက်ကမန်စီးတီးနဲ့ လပါဘူးနဲ့တွေ့နေတဲ့အချိန်မှာအတင်းကြီးချင်းတွေ့နေတဲ့အချိန်မှာတော့ရမယ့်ယူကောင်းယူနိုင်တယ်ဒါကကျွန်တော်ရိုးရိုးလေးစဉ်းစားတာပေါ့နော်ဒါပေမဲ့ကျွန်တော်အဲ့လိုပုံစံမျိုးကိုအရင်နှစ်တင်မှလည်းကြုံမှုတယ်ပြီးခဲ့တဲ့လာအဲစပိန် sorry အီတလီစီးရီးမှာလည်းဒီနာပိုလီနဲ့အင်တာတွေ့ဆုံနေတဲ့အချိန်မှာ AC မီလန်ကြီးကြတာကိုလည်းကျွန်တော်ကြုံမှုတဲ့အနေထားဆိုတော့ဒီနေ့မှာအာဆင်နယ်ကြီးအောင်ပုံနည်းနည်းလေးတော့ခတ်လိမ့်မယ်ပေါ့နော်အဲ့တော့အာဆင်နယ်ကြီးအောင်ပုံခတ်နိုင်တဲ့ ရလဲရကြည့်မယ်ဆိုရင်လည်းလွယ်ကူသုံးမရဖို့လည်းနည်းနည်းလေးခတ်သွားနိုင်ဘာကြောင့်လဲဘာကြောင့်လဲဆိုတော့တစ်ဖက်ကမန်တီတီနဲ့လဘာဝူတွေ့နေတဲ့အချိန်မှာရမက်တီတို့ကတေကြတာလည်းဖြစ်နိုင်တယ်မန်တီတီနိုင်သွားလည်းဖြစ်နိုင်လဘောင်းနိုင်သွားလည်းဖြစ်ဘာမှခံမှန်းလို့မရအောင်အတီယူလို့မရတဲ့အနေအထားမှာအာဆင်နယ်ဒီလွယ်ကူကူနဲ့သုံးမယူပြီးတော့အပေါ်ဆုံးမှာအမက်ဆက်ပြီးတော့ဖြတ်ထားနိုင်ဖို့ဆိုတာကဒါနည်းနည်းလေးတော့ခတ်လိမ့်မယ်လို့ကျွန်တော်ယူဆတယ်အဲ့လိုမျိုးအရင်အမက်ပြတ်သွားခဲ့မယ်ဆိုရင်တေဘယ်ဝေးကဒီတိုက်တဲ့ဝေးကဟို ကြည့်မကောင်းတော့ဘူးပေါ့နော်အဲ့လိုမျိုးဆိုတော့ကြည့်ကောင်းနည်းနည်းရင်ခွန်ရကောင်းတော့လောရမှာဆိုတော့အာဆင်နယ်ဒီနေ့ကြည့်အောင်မနည်းနည်းလေးခတ်မယ်ကျွန်တော်ကတော့ဟိုရလဲရဆိုတော့ဝမ်းစီလောက်နဲ့အာဆင်နယ်နိုင်သွားနိုင်ကြီးများတယ်ဒါပေမဲ့ကျွန်တော် body ကိုဒီဘက်မှာလက်ဆောင်ကျင်တယ်နည်းနည်းလေး risk များဆန်နလန်းကိုလည်းမနေကျင်ဘူးအာဆင်နယ်ကိုလည်းမနေကျင်ဘူး flow တွေရတော့ဆန်နလန်းလည်းရှုံးမဲ့ flow မြင်နေအာဆင်နယ်လက်ရှိ current form ခြေလွှမ်းကလည်းဆန်နလန်းကိုမနိုင်လျအကြောင်းတော့မရှိဘူးဒါပေမဲ့သူဒီဂျာယက်မှာ champion လေးအဝေးကွင်းသွားကစားတာရယ်အဝေးတို့အဝေးတော့ဖြစ်နေရယ်ပွဲပွဲမှုတန်တော့အနည်းငယ်ရှိကောင်းရှိမယ်ပေါ့နော် ော်ကျွန်တော်ဒီဘက်မှာကိုပေါင်းအောက်လေးကြိုက်တယ်နှလုံး90လေးရှုံးတယ်ကိုပေါင်းကြီးလက်ရှိအာဆင်နယ်နောက်တန်းခန်းသစ်ကဂိုးမပေးရတဲ့အနေအထားဆန်နန်းလန်းကလည်းအိမ်ကွင်းဆိုရင်ခန်းသစ်အားကောင်းနေဂိုးဟိုကြည့်ရတဲ့ကစားနိုင်စွမ်းရှိရဲ့အိမ်ကွင်းပိတ်တဲ့ဝိတ်နဲ့ဒါတစ်ဖက်တင်းကိုပရက်ရှာပေးနိုင်အတင်းဆိုတော့အာဆင်နယ်လည်းနည်းနည်းရုန်းကန်ရနိုင်တယ်အဲ့တော့ဂိုးမပေးရအောင်မယ်အဓိကကွင်းလယ်မှာပဲဘောလုံးနဲ့အချိန်ကုန်နေမယ်လို့ကျွန်တော်ယူဆတယ်အဲ့တော့ကျွန်တော်ဒီဘက်မှာကိုပေါင်းအောက်ဘက်ကိုပဲယူပေးခြင်းပါတယ်နော်ဘော်ဒီကိုတော့ကျွန်တော်လက်ဆောင်ခြင်းပါတယ်အဲ့တော့နောက်တစ်ပွဲကကျွန်တော်တို့ <laughs> Chelsea နဲ့ Uber နဲ့နှစ်နိုင်ခွဲဒီညနောက်ဆုံးပွဲတင် Chelsea ရဲ့တလုံး55ပြားရှုံးတုံးလုံး35ပြားနိုင်။ဟောဒီပွဲက Chelsea အနေနဲ့ကျွန်တော်ဂျာယက်မှာအဝေးကွင်းချန်ပီယံလိတွားကန်ထားရတယ်။ဒါပေမဲ့တစ်ဖက်က Uber Handan ကိုကြည့်မယ်ဆိုတော့ကျွန်တော်တို့ Uber Handan ကိုအိမ်ဝင်ပွဲတင်တဲ့ပွဲမှာကျွန်တော်ယူပြီးခဲ့ကြတယ်။ကျွန်တော်တို့ဒါပေမဲ့ Uber Handan အနေနဲ့ Roma ကိုဟိုဘယ်လိုပြောမလဲ။ဟိုကဲပေးလို့မရတော့ဘူးပေါ့နော်ကျွန်တော်ဘန်လီနဲ့ပွဲစဉ်2-3နဲ့ပွဲစဉ်မှာကျွန်တော်တို့ Uber Handan ကိုကြိုက်ခဲ့တယ်။ အဲရဲတင်းတင်းလေးအိမ်ကမှာတလုံးအပြည့်နိုင်ကြီးပြီးတယ်ဒါပေမဲ့လည်းသူတို့ကြားတယ်ပေါ့နော်အဲ့တော့ဒီနေ့သားမှာကျွန်တော်ကတော့ချက်စီနိုင်လိမ့်မယ်ချန်ပီယံကြီးပွဲပန်းနဲ့ဒဏ်တော်ရှိနေတယ်ဒါပေမဲ့ချက်စီနိုင်လိမ့်မယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်အချက်စီ2-1နဲ့နိုင်မလား2-3နဲ့နိုင်မလား3-1နဲ့နိုင်မလား3-3နဲ့နိုင်မလားဒါပဲကျွန်တော်ကြည့်ရမယ်တခုတော့ရှိရချက်စီကြေးအောင်အောင်တော့တစ်ချက်တော့နည်းနည်းစိုးရင်ရတယ်ဘာကြောင့်လဲတော့ချက်စီဒီတလုံးလုံးနဲ့ကက်လိမ့်သွားမယ်ဆိုကျွန်တော်ကအန်တီမြအဲ့ကျွန်တော်ဒီပွဲမှာဘူဘာဟန်နဲ့နောက်တန်း goal ပွဲတိုင်းဒီပါပေးနေရအနေထားရယ်ချက်စီးရလဲဟိုပွဲတိုင်းလိုလိုမှာဂိုးပေးနေရအနေထားမှာကျွန်တော်ဂိုးပေါင်းအပေါ်လေးကိုကြိုက်တယ်ဒီပွဲမှာနော်ဂိုးပေါင်းအပေါ်လေးကြိုက်တယ်အဲ့တော့ဟိုဘော်လီကိုတော့ကျွန်တော်အရင်အာမပေးခြင်းမူချက်စီးနေတဲ့ချန်မင်းကန်နာဖြစ်တဲ့နည်းနည်းလေးရော့မှာဆိုလို့ပေါ့နော်အဲ့တော့ကျွန်တော်ဂိုးပေါင်းအပေါ်လေးကိုကြိုက်တယ်နောက်တစ်ခုကဘော်လီကကျွန်တော်တို့ချိန်မှာမန်ယူပွဲရှိတယ်စပါးပွဲရှိတယ်မန်ယူနဲ့စပါးအသင်းနှစ်သင်းပါနေတယ်ပြီးတော့အာဆင်နယ်ရှိတယ် เนาะไอ้ตรงดินแท้ก็จี้อ่องนาอ่องลาก็ส่องจี้ပြီးတော့มาเชลซีบอดี้ကိုไลค์กะซ้าလို့ရတယ်เออถ้าว่าတော့แมนยูแมนยูเนี่ยสปาတော့တစ်ခုမဟုတ်တစ်ခုတော့တတင်းမဟုတ်တတင်းတော့จี้จ่ามาဗျไอ้มาတတင်းอ่ะจ่ามั้ยอาร์เซนอลเล่ဆက်ပြီးတော့จ่ามั้ยဆိုရင်ကျွန်တော်တို့เชลซีကိုယူလို့တော့ရတယ်เออตะလုံး90ရှင်းဆိုပြား90တော့ကျွန်တော်ယင်ရမယ်เชลซีบอดี้ကိုယူလို့ရတစ်ဖက်ကဘူဘာဟန်เนี่ยအရင်ညံ့တာလဲပါတယ်ဗောနော်ဘူဘာတစ်ဖက်ကဘူဘာဟန်မဟုတ်ပဲねဒီညမှာ အဲနည်းနည်းလေးခြေလွှမ်းကောင်းတဲ့အသင်းပေါ့ဒီဘုံမောက်တို့လက်ရှိဒီတန်းတဲ့ထဲမှာလို့ဆန်းသားလန်းလို့ဗန်လီလို့ဆိုရင်တော့မှဒါချဲကြီးယာနုံးပြည့်ကျင်းအောင်မယ်ဆိုတော့အာမခံချက်မရှိဘူးဝူဟန်နဲ့ကျတော့ဝူဟန်နဲ့ကတော်တော်လေးကိုခြေလွှမ်းဆုပ်ပြက်နေဘလို့မကိုကယ်ပေးလို့မရတော့တဲ့အနေအထားဖြစ်နေပြီပေါ့နော်အဲဒါဆိုအဲအကြောင်းမလို့ဒါချဲကြီးကိုယူလို့ရတယ်လို့ကျွန်တော်ပြောချင်တာဖြစ်ပါတယ်အော်ဒီဘက်မှာကျွန်တော်လောဆယ်တော့ကိုပေါင်းပေါ်လေးဒီကကြိုက်တယ်ဘော်ဒီကတော့ဒါရှေ့အာဆင်နယ်ပွဲစဉ်တို့မန်ယူပွဲစဉ်တို့ရလက်တွေကိုကြည့်ပြီးတော့ပဲဒါတစ်ချက်စဉ်းစားပြီးတော့မှ ကြီးအောင်ကြီးရှုံးလေ့လာပြီးကမှဒါချက်စီးဘော်ဒီဆော့တင်မဆော့တင်ကိုစဉ်းစားတင်တယ်လို့ကြံပေးခြင်းပါတယ်နော်ကဲတော့ဒီနေ့တော့ဒီလောက်ပါပဲနော်ကျွန်ညနေကျမှပဲဒါမောင်းတွေဒါဝမ်းချ်ပက်ကုတ်တွေနောက်က fit တက်လဲကျွန်တော်လာမယ်နော်အော်မနေ့ကတော့ကျွန်တော်တို့ member က2ကွက်မှာ2ကွက်ကြတယ်ဗောနော်2ကွက်ကတော့ကျွန်တော်ဒါဂူပေါ်တော့သုံးလုံးနဲ့ပဲရက်သွားတယ်เนาะဒါမှမဟုတ်သုံးလုံးတော့မှကန်ကောင်းလို့သုံးလုံးဖြစ်တာဗျ94ကြာမှသုံးလုံးဖြစ်တာ21က ဟိုဂျာမန်ကတိတ်တောက်ကြဂျာမန်ကဂိုးပေါင်းအပေါ်ကလူတိုင်းနှိပါတိနေတော့ဘူကီကတိတ်ပြီးလွတ်မပေးခြင်းဘူးပေါ့နော်အဲ့လိုမျိုးလည်းဖြစ်ကောင်းဖြစ်မယ်အဲ့တော့သုံးဘက်ဆက်တိုက်တော့ရှိပြီတောက်ကြဂျာမန်ဂိုးပေါ်ကြီးမအောင်တာသုံးဘက်ရှိသွားပြီဆိုတော့နိုင်တဲ့ကဒီတစ်ဘက်ကနိုင်တဲ့က break international break လာမှာဆိုတော့ international break ပြီးတော့နောက်လာမယ့်တစ်ဘက်ကျော်စနေသွင်းငွေနေကြရင်တော့အဲ့အပတ်မှာတော့တောက်ကြဂျာမန်ဂိုးပေါ်မလားကျွန်တော်တစ်ချက်ပြန်ပြီးတော့စောင့်ကြည့်ရမယ်ပေါ့နော်အဲ့ကျွန်တော်လည်းလိုက်ရတာတော့မောတော့မောတာပေါ့နော် ဒါပေမဲ့လည်းဆက်ပြီးတော့လိုက်ရမှာပဲမတတ်နိုင်เนาะအဲ့တော့ဒီနေ့တော့ဒီလောက်ပါပဲကျွန်တော်တို့မလဖန်ကြာရင်တော့အဲမလဖန်လည်းကျွန်တော်ပြန်မရောက်တော့သေးဘူးဆိုတော့လုတ်တော့လုတ်ပေးမယ်ပေါ့နော်မန်ယူမန်စီးတီးနဲ့လက်ပေါက်ပွဲစဉ်တပွဲကိုတော့ကျွန်တော်တုံးသက်ပေးမယ်ဂျန်တဲ့ပွဲစဉ်တွေကိုတော့ကျွန်တော်အချိန်ရမရတစ်ချက်ကြည့်လိုက်ပြီးတော့မှကျွန်တော်ဗီဒီယိုလုတ်ပေးပါမယ်เนาะအော်ဗီဒီယိုလုတ်တာကလည်းရမ်းလုတ်လို့တော့မရအောင်ကျွန်တော်လည်းဟိုအချိန်တစ်ခုယူပြီးတော့ဒါလေ့လာပြီးမှပြောရတာဆိုတော့ ဟိုလက်တန်းပြောလို့ကအရင်မရဘူးလीเนาะအကြီးအပြောင်းလဲလीဒါအခုလည်းကျွန်တော်အကြီးအပြောင်းလဲလीဘာမှပြောပါဘူးကြီးတက်တက်ကြအရင်ကြီးမှရှိရကျွန်တော်မပြောပါဘူးဘာကြောင့်လဲချိန်ရတိတ်မရဘူးเนาะအဲဒါကြောင့်မလို့အဲညနေကြရင်တော့ကျွန်တော်ကြီးပြောင်းကြည့်ပြီးတော့မှမောင်းတွဲတေချာလုပ်ပြီးမယ်အဲကျွန်တော်ယူပါညမောင်းပေါက်တယ်ဗောနော်မနေ့ကတော့မောင်းကဒီ runish ကိုမပေါ်သွားလို့မောင်းမပေါက်ဘူးဗောနော်အဲ့တော့ဒီနေ့တော့ကျွန်တော်ဒါမောင်းပေါက်အောင်ကြိုးစားပြီးမယ်ပြီးတော့ဂျာမန်ဂူပေါင်းအပေါ်လေးကြီးကောင်း